မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာနှုတ်ကပတ်တော်ကိုဝင်ငါခွင့်ရတဲ့အတွက်ဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုချီးမောပါမယ်ကျွန်တော်တို့ဟာရွေးချယ်စရာတွေအလွန်များပြားတဲ့ခေတ်ကြီးထဲမှာအသက်ရှင်နေကြရပါဈေးသွားရင်တော့မှဆက်ပြတစ်မျိုးတည်းကိုတစိုက်ပေါင်းမျိုးစုံတွေ့ရဖုန်းတစ်လုံးဝယ်ဖို့ TV တစ်လုံးကြည့်ဖို့ရွေးချယ်စရာတွေမရေမတွက်နိုင်အောင်ပါပဲ ဒီလိုရွေးချယ်စရာတွေများပြားတဲ့လောကကြီးမှာဘာသာတရားနဲ့ကဲတင်ချင်းအကြောင်းပြောတဲ့အခါမှာလဲလူတွေကလမ်းကြောင်းပေါင်းစုံရှိတယ်လို့ထင်မြင်ယူဆလာကြပါတယ်။ဘယ်ဘာသာပဲကိုကိုွယ်ကိုကိုွယ်အထက်ကောင်းတာလို့ဖို့ပဲဖျားသခင်စီသွားတဲ့လမ်းတွေအများကြီးရှိတယ်ဆိုတဲ့စကားတွေကိုကျွန်တော်တို့အမြဲကြားနေရပါတယ်။ဒီလိုအတွေးခေါ်ရှိတဲ့လောကကြီးရဲ့အလယ်မှာ ခရိယန်တွေရဲ့ယုံကြည်ခြင်းကအယံကိုထူချပြီးအစွန်းရောက်တယ်လို့ထင်စရာဖြစ်နေပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကနန်းချောင်းတစ်ခုဒီပဲရှိတယ်လို့ကြေညာလို့ပါပဲ။တမန်တော်ကြီးရှင်ပေတုကတော့တမန်တော်ဝတ္ထုခန်းကြီးလေးအငယ်စနစ်ထဲမှာသခင်ယေရှု၏နာမတော်မှတပါငါတို့ကိုကယ်တင်နိုင်သောနာမကောင်းကင်အောက်လူတို့တွင်အခြားနာမမရှိဒီစကားရဲ့အဓိပ္ပာယ်ကဘာလဲဒါမာနကြီးတဲ့ကြီးညာချက်တစ်ခုလားဒါမှမဟုတ်မပြောင်းလဲနိုင်တဲ့ဘုရားသခင်ရဲ့တမန်တော်လားကျွန်တော်အဓိကအချက်၃ချက်ကိုအခြေခံပြီးဆွေးနွေးသွားပါမယ် ပထမဆုံးချက်ကတော့ဒီကြီးညာချက်ရဲ့နောက်ခံသမိုင်းကြောင်းပထမဦးဆုံးရှင်ပေတုဒီစကားကိုဘယ်နေရာဘယ်အချိန်မှာပြောခဲ့တယ်လဲဆိုတာကြည့်ဖို့အရေးကြီးပါတယ်။သူဟာအဲကွန်တက်ဆင်ထားတဲ့အခန်းထဲမှာသူ့ကိုချစ်တဲ့ပရိသတ်ကိုဟောနေတာမျိုးမဟုတ်ပါဘူး။တမန်တော်ဝတ္ထုအခန်းကြီး3မှာရှင်ပေတုနဲ့ရှင်ယောဟန်တို့ဟာဗိမာန်တော်တကားဝမှာမွေးရပါချီမစွမ်းသူတယောက်ကို နာဇရက်မြို့သားယေရှုခရစ်နာမတော်အဖြစ်ထား၍လှမ်းသွားလောဆိုပြီးကုသပေးခဲ့ပါတယ်။ဒီအံ့ဖွယ်အမှုကြောင့်လူတွေအံ့ဩပြီးစုယုံလာကြတယ်။ရှင်ပေတုကအဲ့ဒီလူအုပ်ကိုသခင်ယေရှုအကြောင်းဟောပြောခဲ့တယ်။အခန်းကြီး၄မှာဘာသာရေးကောင်းဆောင်တွေယေပရောဟိတ်တွေဇရုကဲတွေဟာဒေါသထွက်ပြီးရှင်ပေတုနဲ့ရှင်ယောဟန်တို့ကိုဖမ်းဆီးချုံနောင်လိုက်ပါတယ်။ တို့ဟာတခင်ယေရှုကိုလဝါကားတိုင်းမှာတတ်ခဲ့တဲ့ဂျူးအုပ်ချုပ်ရေးကောင်စီ ရှေ့မောက်ကိုရောက်သွားခဲ့ပါသူတို့ရဲ့မိကုံးကသင်တို့သည်အဘယ်သူ၏တကူအဘယ်သူ၏နာမတော်အဖြစ်ဤအမှုကိုပြုသည်နည်းဒီနေရာမှာရှင်ပေတုကတန်ရှင်သောဝိညာဉ်တော်နှင့်ပြည့်ဝပြီးတေခြင်းကို မကြောက်ဘဲတတ်သိရှိရှိနှင့်ကြင်ညာခဲ့ပါ သင်တို့လဝါးကားတိုင်းမှာတက်ခဲ့ပြီးဖျားသခင်ကတေခြင်းမှထားမြောက်စီတော်မူသောနာဇရက်မြို့သားယေရှုခရစ်တော်ဤနာမတော်အဖြင့်ဤသူကျမ်းမာကြောင်းသူတို့ကိုကြီးညာလိုက်ပါပြီးတော့မှဒီကျမ်းချက်ကိုပြောခဲ့တာပါအခြားသောသူအဖြင့်ကယ်တင်ခြင်းမရှိနိုင်ဘူးကောင်းခင်အောက်အခြားနာမမရှိဒါဟာတတောင့်တတာပြောတဲ့စကားမဟုတ်ဘူးအသက်ကိုအာမခံပြီးကြီးညာခဲ့တဲ့တမန်တော်ဖြစ်ပါဒုတိယအချက်ကတော့ ။ဘာကြောင့်သခင်ယေရှုရဲ့နာမတော်တစ်ခုတည်းဖြစ်ရတာလဲ။ပထမအကြောင်းရင်းကတော့ရှင်ပြန်ထမြောက်ခြင်းတကိုးပါရှိလို့ပါပဲ။လောကမှာကြီးမြတ်တဲ့ဘာသာရေးဆရာတွေအတွေးခေါ်ပညာရှင်တွေအများကြီးပေါ်ပေါက်ခဲ့ပါတယ်။သူတို့ကအလွန်ကောင်းမွန်တဲ့ကိုကျင့်တရားလမ်းစဉ်တွေကိုတင်ပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့အားလုံးဟာတည်ခြင်းတရားရဲ့လက်အောက်မှာကြာရှုံးခဲ့ရပါတယ်။သူတို့ရဲ့သင်ချိုင်းကူတွေဟာဒီနေ့ထိတက်တည်အဖြစ်ရှိနေသေးပါ။ သခင်ယေရှုခရစ်တော်တပါးသီးသာလျှင်သေခြင်းကိုအောင်မြင်ပြီးရှင်မြန်ထမြောက်ခဲ့ပါတယ်။ရှင်ပေတုဟာသေခြင်းမှရှင်မြန်ထမြောက်တဲ့သခင်ယေရှုကိုမျက်မြင်ကိုတွေ့တွေ့ခဲ့ရသူပါ။ဒါကြောင့်ကိုရောရဲ့နာမတော်မှာသေခြင်းကိုအောင်နိုင်တဲ့တကူအပြစ်ကိုအောင်နိုင်တဲ့တကူရှိပါတယ်။တခြားနာမည်တွေမှာဒီတကူမရှိပါဘူး။ဒုတိယအကြောင်းရင်းကတော့သခင်ယေရှုသည်တူးသီးသောဂျာဝင်ဖြန့်ပြေသူဖြစ်လို့ပါ။ တမန်ကျမ်းစာကဖျားသခင်ဟာတန်ရှင်းပြီးလူတွေဟာအပြစ်သားတွေဖြစ်တယ်လို့ဆိုပါတယ်။တန်ရှင်းတဲ့ဖျားနဲ့အပြစ်သားဖြစ်တဲ့လူကြားမှာကြီးမားတဲ့၆ကဘာကြီးတစ်ခုကခြားနေပါတယ်။တိမောသင်ဩဝါဒစာပထမစာဆောင် အခန်းကြီး1အငယ်9ကရှင်းရှင်းလေးပြောထားပါတယ် ဖယားသခင်တပါးသည်ရှိတော်မူ၏ဖယားသခင်နှင့်လူတို့ဆက်ချား၌ဂျောင်းဝင်ဖြန့်ဖြေတော်သူတပါးသည်ရှိတော်မူ၏ထိုသူကလူဖြစ်သောယေရှုခရစ်တော်ပေသည်ကိုရောဟာဖယားလည်းဖြစ်တဲ့လူလည်းဖြစ်တဲ့တူသည်သောတပါးသည်သောပုဂ္ဂိုလ်ဖြစ်တာကြောင့်ဒီကြောက်ကဘာကိုတရားခင်းပေးနိုင်တဲ့တပါးသည်သောတစ်ခုသည်သောလမ်းဖြစ်ပါ ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး14အငယ်6မှာသခင်ယေရှုခရစ်တော်ကိုယ်တိုင်ကငါသည်လမ်းခီးတမန်တရားအသက်ဖြစ်၏ငါအားဖြင့်မဟုတ်လျင်အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရလို့မိတ်ဆုပ်ခဲ့ပါတတရားချက်ကတော့ကောင်းကင်အောက်ဟူသောစကားရဲ့အရေးပါမှုဖြစ်ပါဒီကြီးညာချက်ဟာကန့်သက်ချုပ်ချယ်ထားတဲ့ကြီးညာချက်လို့ထင်ရပေမဲ့ဒါဟာ ကဘာပေါ်မှာအကျယ်ပြန့်ဆုံးတဲ့အားလုံးကိုလွှမ်းခြုံနိုင်တဲ့ဖိတ်ခေါ်ချက်ဖြစ်ပါတယ်။ကောင်းကင်အောက်ဆိုတဲ့စကလုံးကိုတတိပြုစီခြင်းပါတယ်။ရှင်ပေတုကဣသေလလူမျိုးထဲမှာအခြားနာမမရှိလို့ပြောနေတာမဟုတ်ဘူး။သူက ကောင်းကင်အောက်လို့ပြောတာပါ။ဆိုလိုတာကဒီကဘာမြေပေါ်မှာရှိသမျှလူသားအားလုံးလူမျိုးမရွေအသားရောင်မရွေဘာသာစကားမရွေယောက်ျားမိန်းမမခွဲခြားပဲလူသားအလုံးအတွက်ဖြစ်တယ်လို့ဆိုလိုတာပါ ဒါဟာသခင်ယေရှုခရစ်တော်ကိုယ်တိုင်ပေးခဲ့တဲ့မဟာအမှုတော်မျက်နှာလေကြိုက်ညီပါတယ်။သင်တို့တွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စီကြနော်။ဒီနာမတော်ဟာတခုတည်းသောနာမတော်ဖြစ်ပေမဲ့ဒီနာမတော်အဖြစ်ရတဲ့ကယ်တင်ခြင်းဟာလူတိုင်းအတွက်ဖွင့်ထားတဲ့ဘုရားသခင်ရဲ့ဂယုဏတော်တကားဖြစ်ပါတယ်။ဂျူးလူမျိုးအတွက်ပဲမဟုတ်ဘူး။မြန်မာလူမျိုးတွေအတွက်ကဘာပေါ်ကလူသားအလုံးအတွက်ဘုရားသခင် ်ပြင်ဆင်ပေးထားတဲ့တခုတည်းသောကယ်တင်ခြင်းအစီအစဉ်ဖြစ်ပါတယ်။ကောင်းကင်အောက်မှာအခြားနာမမရှိဆိုတာဟာမာနထောင်လွှားတဲ့ကြောင်ညာချက်မဟုတ်ပါဘူး။ဒါဟာအသက်ကိုအာမခံပြီးတက်သေးခံရတဲ့ရှင်ပြန်ထမြောက်ခြင်းတကိုးနဲ့ပြည့်စုံတဲ့တဦးသီးသောချောင်းဝင်ဖြန့်ဖြေးသူအကြောင်းကိုကြီးညာခြင်းဖြစ်ပါတယ်။ဒီတမာတရားကကျွန်တော်တို့ရဲ့ဘဝကိုဘယ်လိုတက်ရောက်စေပါသလဲ။နံပါတ်1ကျွန်တော်တို့ရဲ့ကိုးကွယ်ခြင်းဟာ သခင်ယေရှုခရစ်တော်ကိုဗဟုပြုရပါမယ်ကိုရောဟာကျွန်တော်တို့ရဲ့ရွေးချယ်စရာတွေတဲကတစ်ခုမဟုတ်ပါဘူးကိုရောဟာတစ်ခုတည်သောလမ်းကြီးဖြစ်ပါတယ်နံပါတ်၄ချက်ကတော့ကျွန်တော်တို့မှာဧဝံဂေလိတရားဝင်ငှဖို့တာဝန်ရှိပါတယ်အကယ်၍ကင်စာယောဂါကိုပျောက်ကင်းစေနိုင်တဲ့တစ်ခုတည်သောဆေးကိုသင်ပိုင်ဆိုင်ထားတယ်ဆိုရင်တခြားလူတွေကိုလှုပ်ဝက်ထားမှာလားလုံးဝမဟုတ်ပါဘူးကျွန်တော်တို့မှာလူသားတွေကိုထာဝရတည်ခြင်းကနေကယ်တင်နိုင်တဲ့ တခုတည်းသောနာမတော်ရှိနေပါれယောမခန်းကြီး30အငယ်14ကဒီအကြောင်းမကြားသော သူသည်အဘယ်သို့ယုံကြည်ကြလိမ့်မည်နည်းလို့မေးထားပါれနံပါတ်3ချက်ကတော့ဒီနာမတော်ဟာ ကျွန်တော်တို့ရဲ့တခုတည်းသောမျှော်လင့်ချက်ဖြစ်ပါတယ်။လောကမှာဘာတွေပဲကြုံတွေ့ရပါစေကျွန်တော်တို့ရဲ့အသက်တာကျွန်တော်တို့ရဲ့ထာဝရအနာဂတ်ဟာဒီနာမတော်သခင်ယေရှုခရစ်တော်ရဲ့နာမတော်မြတ်ထဲမှာလုံခြုံစွာတည်ရှိနေပါတယ်။သင်ဟာရွေးချယ်စရာလမ်းပေါင်းများစွာကြားမှာလမ်းပြောင်းနေပါသလားဒီနေ့တမန်ကျမ်းစာကရှင်းလင်းစွာကြေညာနေပါတယ်။ကယ်တင်ခြင်းအတွက်တခုတည်းသောနာမတော်တခုပဲရှိပါတယ်။အဲ့ဒီနာမတော်ကတော့သခင်ယေရှုရဲ့နာမတော်ဖြစ်ပါတယ်။ သင်ရဲ့အတ္တတာကိုအဲ့ဒီနာမတော်မြတ်ထဲမှာအတ္တံဖို့ကိုရောတဦးသီးကိုသာကိုစားဖို့ဒီနေ့ဆုံးဖြတ်ချက်ချဖို့ရန်ဖိတ်ခေါ်လိုပါတယ်ကျွန်တော်နဲ့အတူဆုတောင်းကြပါစို့ ိုးအဖဖျားကိုရောဟာတန်ရှင်းတော်မူပြီးကျွန်ုပ်တို့လူသားအလုံးဟာအပြစ်သားများဖြစ်ကြောင်းဝန်ခံပါれကိုရောရဲ့အတိုင်းမသိသောချစ်ချင်းမေတ္တာအဖြစ်ကျွန်တော်တို့ကိုအပြစ်တရားနဲ့ထာဝရသိခြင်းကနေကယ်တင်ဖို့တခုတည်းသောလမ်းတခုတည်းသောနာမတော်ဖြစ်တဲ့သားတော်သခင်ယေရှုခရစ်တော်ကိုပေးသနာတော်မူတဲ့အတွက်ဂျေဇုတင်ပါれဒီနေ့ကြားနာခဲ့ရတဲ့တရားစကားအတိုင်းဤနာမတော်မှတပါအခြားကယ်တင်နိုင်သောနာမမရှိကြောင်းကိုကျွန်ုပ်တို့နှလုံးသားထဲ မှာခိုင်မြဲစွာယုံကြည်စေတော်မူပါကျွန်တော်တို့ရဲ့ကိုးကွယ်ခြင်းစက္ကပ်ခြင်းမျော်လင့်ခြင်းအလုံးစုံကိုသခင်ယေရှုနာမတော်တည်ဟူသောခိုင်ခန့်သောကြောက်ပေါ်မှာသာတည်ဆောက်နိုင်ဖို့ကူညီပေးတော်မူပါလောကကြီးမှာလမ်းပြောင်းနေပြီးအခြားသောနာမအ တုအယောင်များကိုရှာပွေနေတဲ့သူများအတွက်လဲဆုတောင်းပါတယ်ဒီတစ်ခုသီးသောကဲတင်ချင်းတရင်ကောင်းကိုသူတို့ထံရောက်ရှိစေဖို့ကျွန်ုပ်တို့ကိုရဲရင်သောတက်တီခံများဖြစ်စေတော်မူပါယခုချိန်မှာမိမိရဲ့အတ္တကိုကိုရော့ထံစက္ကပ်ဖို့ဆုံးဖြတ်နေတော်သူများရှိပါကကိုရော့ရှင်သူတို့ရဲ့နှလုံးသားတကားကိုဖွင့်ပေးပြီးကယ်တင်ခြင်းယေရှုကိုပေးသနာတော်မူပါ သခင်ယေရှုခရစ်တော်၏နာမတော်မြတ်အားဖြင့်ဆုတောင်းအပ်နံပါ၏အာမင်